ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချော်မြို့နေကကန်ကြီးကျေးရွာကနေဆုတ်ခွာလိုက်ရတဲ့ဆက်ကောင်စီတပ်နဲ့ကန်ကြီးရွာနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်မနေ့ကဂျွန်လ9ရက်မနက်မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့ ဘိန်းနေကုန်းနဲ့ကံကြီးကြီးရွာကြားမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့တရနယ်လေကထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး28လုံးပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့လည်းတရနယ်လေကဆိုပါတယ်။ဒါ့အပြင်ဂျော်လာ၈ရက်နေ့ကလည်းနောင်ချုံမြို့နယ်ကရှောက်ချံကြီးရွာ၊ကံကြီးကြီးရွာနဲ့လက်ပံကုန်းကြီးရွာတို့ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့တရနယ်လေကဖော်ပြပါတယ်။ဂျော်လာ9ရက်ကလည်းတရနယ်လေရှိရာကံကြီးကြီးရွာညောင်တော်နဲ့နောင်ချုံကြီးကြီးရွာတို့မှာတိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ပွဲမှာတော့စစ်ကောင်စီတပ်ကကံကြီးရွာကိုခစ်တသိမ်းပိုက်ရခဲ့ပါသေးတယ်။ဒါပေမဲ့တော်လရင်တပ်တွေကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်ကံကြီးကျေးရွာကိုဂျွန်လ9ရက်ညပိုင်းမှာပဲပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့နောင်ချိုမြို့ကနေကပြောပြပါတယ်။စစ်ကောင်စီတပ်တွေဟာဂျွန်လ9ရက်မှာကံကြီးရွာကိုသိမ်းပိုက်ခဲ့ပြီးညပိုင်းမှာတပ်ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်။ကံကြီးကိုဒီဘက်တော်လရင်ဘက်ကပြန်ရတယ်ဆိုတာလည်းမှန်ပါတယ်။လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတော့အကြောင်းနေရသေးတယ်လို့နောင်ချိုမြို့ခံတူကပြောပြပါတယ်။ မြို့နယ်တစ်ဖြည်းဖြည်းနီးကပ်လာတာရယ်စစ်တပ်ကကံကြီးရွာနာကနေလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာကြောင့်နောင်ချိုမြို့ခံတွေဟာဂျွန်လာဆန်းကလေးကနီးစပ်ရမြို့ရွာတွေစီကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်စစ်ကောင်စီတပ်ဟာအပြစ်ရသက်တမ်းတလထပ်တိုးထားပေမဲ့ TNL တိုက်ယူထားတဲ့နောင်ချိုမြို့အတွင်းကိုထုတ်စစ်စစ်တော့စစ်ရင်အားဖြည့်တင်တော့ဒရုန်းနဲ့ဘုံချတာလက်နက်ကြီးပြက်ခတ်တက်ခိုက်တာတွေလုပ်နေရဲလို့ TNL ကအသိပေးထုတ်ပြန်ပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးတရေအမြဲရှိဖို့လိုအပ်ပြီး ရေချောင်းရံကာကွယ်ရေးဆိုင်ရာနေလန်းတွေကိုလိုက်နာကြဖို့ TNL ကသတိပေးထားပါတယ်ရှင်။ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါ။ဘုံပန်းရေ၊တွင်းရေ၊ကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွတ်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရစေ။